သုံးမျိုးဆိုတာကကြတော့တံမှုတိနတ်ဥပပတိနတ်ဝိတုဒ္ဓိနတ်ပေါ့အဲနတ်ဆိုတဲ့တကလုံးကနာထဆိုတဲ့တကလုံးကလာလာဖြစ်ပါတယ်မိခိုအားထရပေါ့ဘယ်တံမှုတိနတ်ဆိုတဲ့အခါကျတော့ဥဒ္ဓိနတ်နိုင်ငံတနိုင်ငံဘယင်ပေါ့လေနိုင်ငံတနိုင်ငံဘယင်ပေါ့ဥဒ္ဓိနတ်ဗုဒ္ဓအသာပြမှာဆိုရင်နိုင်ငံလေးဆက်နေနှစ်ခုရှိတယ်ပေါ့ကနရာတာနဲ့ဧကရာတာပေါ့ဥမာဝေဒာရီတို့လို့ချင်းကနရာတာနဲ့အုတ်ရတာမင်းမောင်9900နဲ့9ယောက်ပေါ့ တာဝတိဟိုကွာဒရာတို့လို့ရှိရင်ဧကဗလာတာတဘာတဲ့အုပ်ချုပ်တာပဲရာတချို့တို့ရှိရင်လည်းတဘာတဲ့အုပ်ချုပ်တဲ့ဧကဗလာတာတစ်နှစ်ပဲဝေတာလီတို့ပြီးမြတ်တပြတက်ကတိုင်းတို့ဒါတွေကကနဗလာတာပေါ့လူများအုပ်ချုပ်တာအခုအခုခရတဲ့ပါတီကအုပ်ချုပ်တာပေါ့လေအဲအဲ့ဒါလိုအုပ်ချုပ်တဲ့မင်းနေဘရင်တမရတွေကိုဦးဇင်းတို့နှစ်အဖင်ပြတ်မဲ့တို့ရှိရင်တမ်မူတိနတ်လို့ခေါ်ပါဥပပတိနတ်တို့ကကြတော့ဘွာကနန်ပေါ်တဲ့ ဟိုနတ်တို့မြန်မာတို့ပေါ့အဲ့ဒီမှာနတ်ဆိုတာကကြတော့အာကတ္ထသူတဲ့အာကတ္တနတ်တို့နော်ဘုံဘုံမတိုးဆိုတဲ့ဘုံမထဒေဝတာတို့ပေါ့လေဘုံမရဒေဝတာတို့ဆိုတာကကြတော့သရုမာပြီနတ်ရဲ့တာပရင်သာနတ်ဘုံရဲ့အဲ့ဒီနတ်ဘုံနှစ်ဘုံကကြတော့မြေကြီးမှာတည်တာနော်သူတို့ကကြတော့ဘုံမထဒေဝတာပေါ့အဲ့ဒီရာမာကနေတာပြီးတော့ဟိုမြမပီရီဆိုလို့ရှိရင်အဲ့ဒါကိုအာကတ္ထသီဝတာခေါ်ပါတယ် ဒါကတော့ဥပပသိနတ်ဆိုတဲ့နတ်မျိုးသားပေါ့ဝိတ္တုနတ်ဆိုတာကကြတော့ကိရိတာအာတောကုံခရဉာဏတို့ပိသိကဗုဒ္ဓတို့အကတာဝကတို့ဖယားတို့သူတို့ကိုကြတော့ဝိတ္တုနတ်လို့ခေါ်ပါတယ်သူကဝိတ္တရီပြတိပုံကကြတော့အသာတသက်လက်ထက်မှာပေါ့လေအဲဒီဝိတ္တရီပြည့်ရဲ့ဗတ္တကျုပ်ပြည့်ရဲ့နှုတ်တော်ပိုင်တဲ့နေမီတဲဆိုရှိပါတယ် အဲ့ဒီအရက်မှာဝေတာလီမင်းနေကနေပြီးတော့အခွန်ရင်ကောက်သွားတယ်အဲ့ဒါကိုအသာသမင်းကမကျင်းဘူးမကျင်းတဲ့အခါကျတော့ဝေတာလီပြီးဖြတ်သိကျင်တယ်သူကအဲ့ဒါနဲ့သူကဖျားကိုသွားပြီးတော့သူ့ရဲ့သူ့နိဒာနဲ့ဝေတာကာရအမကိုတွတ်တယ်အမကြီးကနေပြီးတော့ရှောက်တယ်ပေါ့တပည့်တော်ရဲ့ရှင်ဘရင်ကားတဲ့ဝေတာလီကိုတင်းချင်တယ်တဲ့မေတ္တာပြားကလည်းဝေတာလီပြီးတော့သင်သူကပြတ်မယ်ဆိုတာမြင်တော်မူတဲ့အခါကျတော့ အဲ့ဒီတုဏိတနာဝတ္တကာရအမတ်ကိုမပြောဘဲနဲ့အရှင်အာနန္ဒာဘက်ထည့်ပြီးတော့အာနန္ဒာရတဲ့ဒီအပရိဟဏိယခဏပါကို ကျင့်သုံးနေသည်များကာလပတ်လုံးဝေဒာလိပိယဘယ်တော့မှမပြည့်စုံဘူးဆိုပြီးတော့မိပါအဲ့ဒါကိုကြားတဲ့အခါမှာနော်တုဏိတနာဝတ္တကာရအမတ်ကကြားတဲ့အခါမှာအကျဉ်းရပါတယ်ဒါဆိုလို့ရှိရင်သူတို့ကိုညညမှုကိုဖြိုခွဲမှသူတို့ချင်းဒီနိုင်ငံကိုအစ်သက်တင်ရတယ်ပေါ့အဲ့ဒါနဲ့တွားပြီးတော့ တိုင်ပင်ပြီးတော့မင်းနဲ့တိုင်ပင်ပြီးတော့သူ့ကိုပြင်းနေတာပင်းသလိုလှုပ်ကြံတယ်။နောက်ပိုင်းသူကဝိတာလီပြောတာပေါ့။ဝိတာလီပြောသွားပြီးတော့သူကနည်းနည်းခံရတဲ့အကြောင်းပေါ့။ပြောပြီးတော့သူကအဲ့မှာနေခွင့်ရတယ်။အဲ့မှာသူတဖြည်းဖြည်းချင်းညဉ့်ညမှုကိုဖြိုခွဲတာပေါ့။ဖြိုခွဲတဲ့အခါမှာဝိတာလီပြီးတစ်ခုတော့မညဉ့်ညွတ်တော့အဲ့ဒီကမှာဝင်သိမ်းသွားတာ။ဒီလား။ဒီတိုင်းပြောင်းတိုက်လို့ရှိရင်ဘယ်မှမနိုင်ဘူး။အဲ့ ဒါတော့ဂျုကဝိတာလီပီကိုလေအဲ့ဒီညဉ့်ညမှုကိုအပရိဟာနိယတရားခုနှစ်ပါးကိုဖြိုခွဲပြီးတော့မှအဲ့ဒီဝိတာလီပီကိုတင်သွားတာမြတ်တဲ့ပြားလေးပြေးခဲ့ပါလေဝိတာလီပီပြတိတတိမဲ့အကြောင်းကိုလေပြားလေးပြေးခဲ့ဒီကအချုပ်ကတာပါပဲအကျေချက်မဲ့သူတို့ရှင်တော့အများကြီးပဲပေါ့အပရိဟာနိယတရားခုနှစ်ပါးကိုတော့ဟောရမယ်အဲ့ဒါမှအကျေချက်တော့အများကြီးပဲမသိဒီခေါင်းလောင်းကဘာအကျိုးရှိလဲတဲ့ အကယ်၍ဦးဇင်းတို့မြန်မာနိုင်ငံကဓမ္မစရီခေါလောင်းကိုပြန်ပြီးတော့တူဖို့တွေ့ရှိမယ်ဆိုလို့ရှိရင်ကမ္ဘာမှာနံပါတ်1အကြီးမားဆုံးခေါလောင်းရှိမယ်ခေါလောင်းရှိတဲ့သူကမှတ်တမ်းတင်သားပါနံပါတ်2ကမ္ဘာမှာမြန်မာဟာမညံ့ခဲ့ဘူးဆိုတဲ့အကြောင်းလည်းပေါ်မယ်နော်အဲ့ဒီကတမန်တွေခေါင်းလောင်းကတကယ်ရှိလားမရှိလားဆိုလို့ရှိရင်ဥဒ္ဓနုဥဒ္ဓနုမြန်မာနိုင်ငံမှာရှိတဲ့တမိုင်းမှတ်တမ်းတွေအရနိုင်ငံခြားမှတ်တမ်းတွေအရ ဲ့ဒီနေရာမှာတကယ်ရှိတယ်မြေတုံးခုအုံပေါ့လေမြေတုံးခုအုံမှာတကယ်ရှိတယ်ဦးဇင်းအဲ့တမတိခေါလောင်းတမန်းကိုလေးလာကြည့်တဲ့အခါမှာအဲ့ဒီခေါလောင်းကိုတော့ရောက်တယ်တိုးတော့မမနိုင်အဲ့မှာနှုံးနေကတ်နေတယ်အဲ့ဒါကိုတန်နေချက်တဲ့အခါမှာလည်းအရှိမအမာပြားကြီးတစ်ခုတွေးခဲ့တယ်ဆိုတော့ရေငုပ်တဲ့ကျွမ်းကျင်ပညာရှင်ကလည်းပြောထားတာရှိတယ်အဲ့ဒီနေရာမှာ ရှိကိုရှိတယ်ဘသူဖော်နိုင်တာဒီလား ပြီးတော့မြစ်တုံးဘူးဆုံဆိုတဲ့အခါကျတော့လေရေတိကသားတန်တယ်မလွယ်ဘူးတကယ်ရှိသေးတာအငငကြမှတန်းရတယ်တကယ်ရှိသေးဦးသူတို့တမန်းရတယ်တကယ်ရှိသေးပေါ့မာယုံကြည်ခြင်းဆိုတဲ့တတ်တာသုံးမျိုးရှိတယ်ဟုတ်လားနံပါတ်1ကကျတော့မိမကိုယုံတာနံပါတ်2ကကျတော့မိစ္ဆာဒိဋ္ဌိကိုယုံတာနံပါတ်3ကကျတော့ဖျားတရားတန်ခါကိုယုံတာပေါ့ဖျားတရားတန်ခါနဲ့ကံကံကြီးအကျိုးကိုယုံတာပေါ့ အဲ့ဒါကြီးအကောင်လုံးယုံကြည်မှုတွေပဲတိုးတော့ဘာကွာတယ်လဲဆိုလို့ရှိရင်မိမကိုယုံလို့ရှိရင်ဘရာကဘရာကဤအစွမ်းအဖျင်းပေါ့တတ်မှတ်မှုအစွမ်းအဖျင်းမိမကိုယုံတာသူကမိသားတိတိကိုယုံတာကကြတော့မာရင်တော့မိသားတိတိကြောင့်ယုံတာဖြစ်ပါတယ်နော်ပြီးဖရာတရားတန်ခါကိုယုံတာကြတော့တမာတိတိအစွမ်းအဖျင်းယုံတာဖြစ်ပါတယ်ဒါယုံကြည်သုံးမျိုးပေါ့လေအဲ့ဒီယုံကြည်ခြင်းကလည်းနောက်ပညာနဲ့တွဲမှာ ယုံကြည်ခြင်းကပညာမပါဘူးဆိုလို့ရှိချင်းအချင်းနှယုံကြည်မှုပေါ့အမှားတွေကိုရှောင်ယုံတာဖြစ်သွားဘူးအကယ်၍ကိုကပညာအရန်တက်ပြီးတော့ယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်လည်းအဲ့ဒီပုဂ္ဂိုလ်ကကောက်ကျစ်တင်နဲ့တက်ပါတယ်အဲ့ဒီတတရဆိုတဲ့ယုံကြည်မှုနဲ့ပညာဆိုတဲ့အမှားမှန်ကိုပိုင်းခြားတဲ့ဉာဏ်နဲ့ရှင်မအဲ့ဒီယုံကြည်မှုကစစ်မှန်တာဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းဥဒ္ဒေကတတရဆိုတဲ့သက္ကလုံကိုယုံသူတဲ့သက္ကလုံရဲ့ကြည်သူတဲ့သက္ကလုံပေါင်းပြီးတော့ဘာသာပြန်တာဖြစ်ပါတယ် ယုံနာကယုံနာပဲရှိတယ်ပြင်ကြည်လာကြတော့ကိုယ့်ရဲ့စိတ်ထဲမှာကြည်လင်လာပေါ့အဲ့ဒီကြည်လင်မှုဆိုတာကကျတော့ကိုကပညာနဲ့ချင်းချင်းတော့မှစိတ်ကကြည်လင်တာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်ဥဒ္ဓနောကဒီတတဆိုတဲ့တကလုံးကိုဘာသာပြန်တဲ့အခါမှာယုံတလုံးရဲ့ကြည်တလုံးရဲ့ထဲပါတယ်အဲ့ဒါယုံကြည်ခြင်းတို့ပြန်လာဖြစ်ပါတယ်